السلام عليكم ورحمة الله وبركاته ယနေ့ hijri 1448ခု Rabiul Thani 17ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ4ရက်နေ့စနေနေ့မှာ9မိနစ်တွင်အောင်မြင်ခေရဲ့သင်ခန်းစာအမှတ်စဉ်1152ကိုတင်ပြမှာဖြစ်ပါတယ်ဒေါက်တာအဒမ်ရှရ်ကာဝီက لا يضل ربي ولا ينسى ကျွန်တော်အရှင်မြတ်ဟာလမ်းလွဲသည်လည်းမရှိမေးလျော်တော်မူခြင်းလည်းမရှိပေဟုတဲ့ ဆူရာတောဟာအာယတ်နံပါတ်52ကိုကိုးကားပြီးတော့ရေးသားခဲ့ပါတယ်။မိမတ်တော်မူသောအလောရှိမြတ်ဟာနာကျင်နေတဲ့နှလုံးသားရှင်တွေကိုကျွန်တော်တို့ရဲ့ကျင်နာခဲ့ခြင်းကိုမေ့လျော့မှာမဟုတ်ပါဘူး။ကျွန်တော်တို့ဖယ်တုပ်ပေးခဲ့တဲ့မျက်ရည်စားတွေကိုလည်းဥပိ္ပခာပြုမှာမဟုတ်ပါဘူး။ကျွန်တော်တို့ဖယ်ရှားပေးခဲ့တဲ့ပူဆွေးဝမ်းနည်းခြင်းတွေကိုလည်းမေ့ထားမှာမဟုတ်ပါဘူး။ယုံကြည်မှုအပြည့်နဲ့တောင်းဆိုလိုက်တဲ့ကျွန်တော်တို့ရဲ့တောင်းဆိုမှုမှန်သမျှကိုလည်းအရှင်မြတ်ကမေ့လျော့မှာမဟုတ်ပါဘူး။ကျွန်တော်တို့ကျူးလွန်နိုင်ပါလျက်နဲ့ အလောရှိမြတ်ကိုကြောက်ရွံ့စိတ်တစ်ခုတည်းနဲ့ဆွန့်လွတ်လိုက်တဲ့အကုသို့ဆွန့်လွတ်ချိန်တွေကိုလည်းအလောရှိမြတ်ကမေးလျော်မှာမဟုတ်ပါဘူးတဲ့ရှုံနှိမ့်တော့မဲ့ဘဝတိုက်ပွဲမှာကျွန်တော်တို့နောက်ဆုတ်လိုက်တာကိုလည်းအရှင်မြတ်ကကျွန်တော်တို့ကိုမေးမှာမဟုတ်ပါဘူးဒုက္ခဖြစ်နေတဲ့အချိန်ကျွန်တော်ရဲ့တိခန့်ခြင်းတွေဒုက္ခရတဲ့အချိန်တင်ခဲ့တဲ့ကျွန်တော်ရဲ့ကျေးဇူးတွေကိုလည်းအလောရှိမြတ်ကမေးလျော်မှာမဟုတ်ပါဘူးဒီအရာတွေအားလုံးနဲ့ပတ်သက်ပြီးတော့အလောရှိမြတ်ကကျွန်တော်တို့ကိုဘယ်လိုအစားပေးမလဲဆိုတာကျွန်တော်တို့မကြမီ တွေ့ကြရမှာဖြစ်ပါတယ်အဲ့တော့အဓိကကတော့ကျွန်တော်တို့ဟာဘာပဲလှုပ်လှုပ်အလောရှိမြတ်ထံမှာကျွန်တော်တို့ဒီရဲ့အစားတွေကိုရမယ်အလောရှိမြတ်ကကျွန်တော်တို့ကိစ္စအဝဝနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှမိမထားဘူးအလောရှိမြတ်ဟာလွဲချော်သွားတယ်ဆိုတာနောက်ဥစ္စာပဲလားမရှိဘူးဆိုတဲ့အတွေ့အတွေနဲ့ရှင်းတန်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့ရဲ့သင်ခန်းစာကကျွန်တော်တို့ကိုပေးလိုက်တာဖြစ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ